မင်္ဂလာပါဒီချက်ဒီနာဖြစ်ပါတယ်ဒီချက်ဒီနေ့တင်ပါက grade 12 maths ရဲ့ chapter 7 trigonometry function အပိုင်းမှာ ရှေ့မှာ part 3ခုတင်ပြီးသွားပြီဖြစ်ပါတယ်ရှေ့က notes အပိုင်းလေးတွေကိုလည်းကြည့်အောင်ကြည့်ပေးပါကြည့်ပြီးမှဒါလေးတွေကိုဆက်ကြည့်မှတိကျနားလည်မှာဖြစ်ပါတယ်ဒါဆိုရင်အခုက example 2လေးကိုတွက်မှာဖြစ်ပါတယ်နော်ဆိုတော့ example 2က draw the graph တဲ့ draw the graph ဆိုတော့ပုံဆွဲခိုင်းတယ်ဆိုတော့ तू ကဒီမှာ step by step မပါဘူးပေါ့နော် step by step မပါရင်တော့ပြောင်းလဲသွားတယ် တဆင့်ကိုပဲ graph ဆွဲပြီးရပြီဆိုတော့ y equal to 2 sin pi pi 2x ကနေ y equal to minus 2 sin pi pi 2x ကိုဆွဲပြီးဆိုတော့ဒီမှာ minus ပါလာတာဖြစ်တဲ့အတွက်တစ်ခုလုံးရဲ့အရှိเนาะအပြင်မှာဖြစ်တဲ့ outer minus ဖြစ်တဲ့အတွက် y ပြောင်းမယ် y ပြောင်းရင် reflection on x axis ဖြစ်တယ်ပေါ့เนาะဒါဆိုတော့သူ့ကိုကျွန်တော်ရေးမှာက reflection on x axis အတွက် point ရှာမယ်ဆိုတော့မနည်းရလို့ပဲ point ရှာမှာဆိုတော့အရင်ဆုံးဘသူအတွက်ရှာမလဲဆိုတော့2 sin π π 2x အတွက်ရှာပြီးရင် -2 sin π π 2x အတွက်ရှာမယ်เนาะ ဆိုတော့အရင်ဆုံး sign graph အတွက်ကတိပြီးသွားပြီဖြစ်တဲ့အတွက်ထပ်မပြောပြတော့ဘူးရှေ့မှာ၃ပုတ်ပြောပြပြီးသွားပြီပေါ့နော်ကြည့်အဲ့ဒါဆိုရင်သူ့ဘာနေပြောင်းမှဖြစ်တဲ့အတွက် point behavior ပြောမယ်ပထမ point behavior ဒီဒါဒီ horizontal scaling ဖြစ်တဲ့အတွက် scale factor ပြောင်းပြန်ယူမှာမို့လို့ဒူးပိုင်ပိုင် x ဖြစ်မယ် comma ဒါက vertical scaling ဖြစ်တဲ့အတွက် y ပြောင်းမှာမို့လို့ dy scale factor အတည့်ယူမယ်เนาะ နောက်တစ်ဆင့်ကကြတော့ဒီ minus ဒီ y ပြောင်းမှာဖြစ်တယ်။ဒါဆိုရှေ့က point ကပြောင်းမှာမဟုတ်တဲ့အတွက်ဘာဖြစ်သွားမလဲ။ two by by x ဖြစ်မယ်။ comma နောက်ကပြောင်းမှာမဟုတ်လို့ minus two y ဖြစ်သွားမယ်နော်။ဒါဆိုအခုဒီမှာရှေ့မှာရှိထားတဲ့ point တွေအတိုင်းထည့်မယ်ဆိုတော့ဒီ x နေရာမှာ0ထည့်ရင်0 y နေရာမှာလည်း0ဆိုတော့0.0 by by 2ထည့်လိုက်လို့ရှင်ကျွန်တော်ကြည်သွားတာဖြစ်တဲ့အတွက်ဘယ်လောက်ရမလဲ။ဘန်းရမယ်နော်။ 1, 1.2ပေါ့နော်1.2ရမယ်တခါပိုင်ထဲလိုက်လို့ရှိရင်2.0နဲ့မြောက်မှာမဟုတ်လို့0 2.0ရမယ်3ပိုင်ပိုင်2ဆိုတော့3ရမှာပေါ့နော်2နဲ့ပိုင်နဲ့ကကြည်သွားမှာဖြစ်တဲ့အတွက်3.0အဲ -1 က y နဲ့ရမှာထဲမှာဆိုတော့ -2 ဝနော်တခါ2ပိုင်2ပိုင်လေးကို2ပိုင်ပိုင်နဲ့2ပိုင်နဲ့မြောက်မှာဆိုတော့ပိုင်ပိုင်0 4 เนาะ for ก่อมา y เนี่ยมา0ตัวแท้มาဖြစ်တဲ့အတွက်0ပဲပြီးရင် pin pin 2ဆိုတော့ตัวแท้ကြည့်သွားတဲ့အတွက် minus 1ညရမယ် y เนี่ยมา minus 1แท้ရင် minus 2ရမယ်เนาะပြီးရင် minus pin 0.0ဆိုတော့ပိုင်ပိုင်ကြီးဆိုတော့ -2 เนาะ -2.0 ရမယ်ပြီးရင်ဒီနောက်တစ်ခုကကျတော့အရှိ point မပြောင်းဘဲနောက် point မှာဘာလေးပဲထည့်လိုက်ရုံပဲလေ negative ထည့်လိုက်ရုံပဲဒါဆိုရင်0.0ရဲ့ 1.-2 ရဲ့2.0ရဲ့ 3.+ ဖြစ်သွားရင်เนาะ -minus ဆိုတော့2 sorry 2y နဲ့လေ minus 1က y နေရာမှာထည့်တာဖြစ်တဲ့အတွက် minus 2เนาะကြောင့်မိထည့်လိုက်တာကဲဟုတ်ပြီအဲ့ဒါဆိုရင် minus 2ဆို plus 2ဖြစ်သွားပြီ4,0 minus 1,2ဖြစ်မယ် -2.0 ပေါ့ဒါဆိုရင်မနီးကရှေ့တပုတ်လိုပဲဒီစရို point နေချ graph ဆွဲတဲ့အခါမှာဒီစရို design graph ထည့်ဆွဲစရာမလိုဘူးเนาะသူ့ရဲ့မေးခွန်းမှာက y equal to 2 sin pi by 2x ကနေ -2 sin pi by 2x ကိုဆွဲဆိုတော့ဒီနှစ်ခုကိုဆွဲရုံပဲเนาะ step by step မှာပါတဲ့အတွက်ဒီနှစ်ခုဆွဲရုံပဲ step by step ပါရင်တော့ဘယ်သူ့ဘာထည့်ဆွဲပေးရမှာလဲရှေ့က sin graph ကိုဘာထည့်ဆွဲပေးရမှာဖြစ်တယ် ဒါဆိုဒီ sector လေးတွေကို point ချပြီးသားထဲမှာ reflection ဖြစ်တဲ့အတွက်တစ်ခုကဒီလိုဖုံးရင်နောက်တစ်ခုကလာခွက်နေမှာဖြစ်တယ်ပေါ့နော် graph ကဒီလိုဖြစ်နားလည်လားကဲအဲ့ဒါဆိုဟိုဘက်မှာဆွဲပြီးသားလေးကြည့်အောင်နော်ဒီမှာ point ချပြီးသားရှိတယ်ဆိုတော့အခုဒီမှာ2 sin pi pi 2x ကတစ်ချက်လိုအပြာနဲ့ပေါ့နော်အပြာနဲ့က y equal to 2 sin pi pi 2x အတွက် graph ကို point ချပြီးဆွဲထားတာဆွဲပြီးတဲ့အခါမှာ အနီနဲ့ကသူ့ရဲ့ reflection ဖြစ်တယ်ဆိုတော့ -2 point sin ပိုင်ပိုင် 2a point ကတော့ chart တက်လိုက်မယ်လို့ထင်တယ်ရှေ့မှာလည်းတစ်ချက် point ချကပြခဲ့ပြီးပြီ clear ရဲ့ point ကတော့ဘယ်အထိပဲရှိမလဲဆို graph ကအခုပြထားတဲ့ five key points အထိပဲဆိုရင်ဒီအထိပဲရှိမှာဖြစ်တယ်မြားဒီမှာတက်လိုက်ပြီးတော့မှ y equal to sin ပိုင်ပိုင် 2a လို့တက်ပြန်ဒီမှာမျှထိုးမယ် y equal to minus 2 sin pi by 2x လို့တက်လိုက်เนาะအဲ့လိုတက်ပြီးသွားလို့ရှင်တချို့ period နဲ့ amplitude တွေထည့်မယ် ဆိုတော့သူရဲ့ mid line ကတော့ခုနနဲ့ရှေ့ရတပုံးနဲ့အတူတူပဲဖြစ်တဲ့အတွက် mid line dy equal to 0မှာပဲရှိမှာเนาะဆိုတော့ mid line က y equal to 0 x axis ပေါ့เนาะ x axis မှာရှိမယ်ပြီးရင်ဒီမှာ y axis ရှိမယ် amplitude တက်မယ်เนาะ amplitude ကမနေ့ကတင်ခဲ့တဲ့အတိုင်းပဲဆိုတော့ဒီမှာ a ကိုကြည့်လိုက်เนาะ a က2ဖြစ်တာဖြစ်တဲ့အတွက်เนาะ ရှရူရဲ့ A လေးက2ဖြစ်တာဖြစ်တဲ့အတွက် amplitude 2ရှိမှာဖြစ်တယ်เนาะ mid line နဲ့ maximum ကြားလေးကိုဆက်ပေးလိုက်ဆိုတော့ဒီမှာ amplitude ရှိမယ်အဲ့ဒါဆိုရင် amplitude က2เนาะ pim period ka fo နော်ဖော်တီနော်ဒီတီရှိကဲအဲ့ဒါဆိုပုံမှာက graph ရဲ့ graph ကိုမြတ်တက်ပြီးတာနဲ့ graph ကို y equal to 2 sin pi by 2x တက်မယ်ပြီးရင်အနီနဲ့နေရာမှာလည်းမြတ်တက်ပြီးတာနဲ့ y equal to minus 2 sin pi by 2x တက်မယ် mid line တက်မယ်ပြီးရင် amplitude တက်မယ် period တက်မယ်เนาะဒါဆိုရင်ဒီလိုရဲ့ပုံကရသွားပြီရသွားပြီဆိုရင် စာရေးတဲ့အခါမှာအောက်မှာဘာတွေရေးရအောင်လဲ domain နဲ့ range တွေရေးမယ်နော် range ကကြတော့ဒီလိုပဲမှာအထီးလဲ do ကနေ -2 နဲ့တူကြပေါ့နော်ဒီမှာ -2 နဲ့တူကြရှိမယ် midline က y 0ဖြစ်တယ် amplitude က2ဖြစ်မယ် period က4ဖြစ်မယ်နော်ရှေ့ကတပုံးနဲ့တူလို့ domain ကကြတော့ တဆရော access တဲ့ h belongs to r range ကကြတော့တဆရော y access တဲ့ -2 less than or equal y less than or equal to 2ပေါ့နော်ဒီချက်ဒီမှာ5 key point ထည့်မြေပြီးတော့ဘူးဘာကြောင့်လဲတဆရောဇရာဆွဲတဲ့အခါမှာ5 key point เนี่ยပါပီတာဖြစ်တယ်ပေါ့နော်ပါပီတာဖြစ်တယ်ဘယ်ကနေပဲထီလဲဒီကနေဒီ ठी ဒီ2အတွက် point 5 key point ဖြစ်ပြီးဒီကနေဒီ ठी ဒီဒုတိယတစ်ခုရဲ့ five key point ဖြစ်တယ်เนาะကြည့်အဲ့ဒါဆိုရင်ဒီချက်နောက်ဗီဒီယိုလေးဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ